Miss Universe season ကတော့စပြီ The heat is up အဲ့ဒီဆဆချင်းမှာပဲဝုံတိုင်းကျဲပြီးတအားအောင်အားပေးနေတဲ့အုပ်စုတစုကကြတော့အာရှမှာလည်းဖြစ်တဲ့အတွက်ကြောင့်ဖိလစ်ပင်အုပ်စုတွေဖြစ်တယ်ဖိလစ်ပင်အာသီစာအနေနဲ့က top 5လောက်ကို AC ဝင်နိုင်တဲ့အရေးအသွေးမျိုးရှိတယ်ဒါကြောင့်ပဲလေဖိလစ်ပင်ကိုဘယ်အဆင့်နဲ့တတ်ချခံရမလဲဆိုတာကိုလည်းစိတ်ဝင်စားမိတယ်တစ်ဖက်မှာဘာကြောင့်လဲဆိုတော့ဒီအာ Thailand အနေနဲ့ Miss Universe Crown ကိုအရန်လိုချင်နေရတယ် ဒီနှစ်ထိုင်းကိုစားပြုဒီ Vina ကလည်း Miss Universe Crown နဲ့လုံးဝကိုထိုက်တန်တဲ့အရေးသွေးပြစ်မိနေတဲ့ဒီအလှမ်းတယောက်ဖြစ်တယ်။ဒါအပြင် Miss Universe Organization ဆိုတာထိုင်းကနေပိုင်ထားတာ။ဒါအပြင် Miss Universe အာဒီ Thailand အဲရဲ့ဒီ National Director နဝကလည်း Miss Universe Organization မှာ Director ရာထူးနဲ့သူကဒီရှယ်ယာတွေဝင်ထားတာ။ပြီးရင်ဒီနှစ်ထိုင်းမှာ Miss Universe ကိုအင်ရှင်အဖြစ်အကြီးအကျယ်ကိုအဝတ်ချစ်ပွန်စွာနဲ့ကိုလက်ခံကျင်းပနေရယ်။ဆိုတော့ အင်ရှင်အဖြစ်နဲ့ရောတကယ်အရေးအသွေးအဖြစ်နဲ့ရော Miss Universe Thailand Vina အနေနဲ့ top 5ထဲကိုဝင်ဖို့အတွက်အလားအလာအများကြီးရှိတယ်။တကယ်လို့အာရှအသာနှစ်ယောက်တင်မယ်ဆိုလို့ရှိရင် Philippines ကို top 5ကို Vina နဲ့အတူတူပေးတင်တယ်ဆိုလို့ရှိရင် Vina အနေနဲ့ Thai အနေနဲ့သူတို့အတွက် run race များတယ်။ဆိုတော့ဒီ Philippines ကိုဘယ်အဆင့်နဲ့တခြားခံရမလဲဆိုတာကိုစိတ်ဝင်စားမိတယ်။2023 D တုံးကလိုမျိုးပေါ့နော်။ တကယ်လို့ဒါ Philippines ကိုအဲ့လိုမျိုးသာတတ်ချမယ်ဆိုလို့ရှိရင်ရောဘယ်လိုဘယ်လိုမျိုးကြရထားမလဲပေါ့ဘာလို့လဲဆိုလို့ရှိရင်တော့ဒီအာလက်ရှိ Miss Grand International ကဒီနှစ် back to back Philippines ကလည်းရထားတယ်ဆိုတော့ခုသာခံသာရှိမလားဒါမှမဟုတ်အရန်ဝုန်းတိန်ချဲမလားဆိုတာတကယ်ကိုစိတ်ဝင်စားမိတယ်